ကျွန်တော်တော့တစ်ဖက်ကိုလို့ပြောလို့မရဘူးမငိမ့်ချမ်းတာအားလုံးနဲ့ဆိုင်ဒီသူနဲ့လည်းဆိုင်မငိမ့်ချမ်းတာဆရာဒီလက်နဲ့ကင်နေနဲ့ပဲဆိုင်တော့မဟုတ်ဘူးဒီသူနဲ့လည်းဆိုင်တယ်ဒီသူတွေကငိမ့်ချမ်းခြင်းမှာအများကြီးဝင်ကြည့်ဝင်ပြီးတော့ကုညီဆောင်ရွက်ပေးလို့ရတယ်နိုင်ငံတော်နဲ့ဘောပေါ့နော်ကနိုင်ငံရေးပါတီနဲ့အစိုးရနဲ့ဝိုင်းပြီးတော့ကုညီဆောင်ရွက်ပေးလို့အလားတူနိုင်ငံကိုဖျက်ဆီးချိန်လဲပြည်သူတွေကဝိုင်းပြီးဖျက်ဆီးလို့ရတဲ့ဆရာအဲ့တော့ငင်းချမ်းကိစ္စမှာ လက်နဲ့ကင်တဲ့အဖွဲ့တွေကတာဝန်ရှိတာမဟုတ်ဘူးကျွန်တော်ပြောတာကပြည်သူမှလည်းတာဝန်ရှိပါတယ်ပြည်သူတူတယောက်ချင်းမှလည်းတာဝန်ရှိတယ်လူမျိုးတိုင်းလူမျိုးတိုင်းကလည်းတာဝန်ရှိတယ်လူမျိုးတိုင်းဆိုတာကျွန်တော်တိုင်းသားအလုံးကိုခေါ်တာအလုံးမှာတာဝန်ရှိပါတယ်အဲ့တော့ဘယ်အစိုးရတက်တက်အစိုးရရဲ့ဆွမ်းဆွမ်းဆောင်မှုအပေါ်မှာငင်းချိုင်းနဲ့ပတ်သက်တဲ့သွားတဲ့အပေါ်မှာပြည်သူလူထုကမကူညီဘူးဆိုရင်ကဘယ်တော့မှငင်းချိုင်းမလုပ်ဤသူတို့တရလုံးကအများစုကဝိုင်းကူညီမှသာတကယ်ငင်းချိုင်းကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ဒါဆရာတို့လည်းဒီလောက်ဆိုရင်သဘောပေါက်အောင်ပါเนาะဒါအောင်ငင်းချိုင်းဆောင်ရွက်တဲ့နေရာမှာအစိုးရတို့လွတ်တော်တို့တပ်မတော်တို့ဤဟိုတို့နိုင်ငံရေးပါတီတို့အဖြစ်ဤသူတို့အားလုံးကလည်းတာဝန်ရှိပါတယ်ဒါကြောင့်ဤသူအားလုံးလည်းဝမ်းဝမ်းကူညီဖို့ဖြစ်ပါတယ်အဲ့တော့ဝမ်းဝမ်းကူညီဤသူအားလုံးရဲ့เนาะငင်းချမ်းဤချမ်းတာယာမှုကဤသူအားလုံးစီပြန်တက်ရောက်ပါပါเนาะဒါကြောင့်မလို့တနိုင်ငံလုံးဤချမ်းတာယာချစ်တဲ့တာဝတာယာကပြောခြင်းလေငင်းချမ်းခြင်းလေဆိုရင်ဤသူရဲ့ အားလည်းအများကြီးလိုပါတယ်အကြံဉာဏ်အားဘာအားဖြစ်ဖို့နော်ပြည်သူတွေကတတ်နိုင်မဲ့အားလည်းလဲဝန်ဝန်ကူညီဖို့လိုပါတယ်အစိုးရကိုလည်းလိုပါတယ်ကျွန်တော်နိုင်ငံရေးပါတီကိုလည်းကူညီဖို့လိုပါတယ်အလားတူအဖွဲ့အစည်းအားလုံးကိုပေါ့နော်ပြည်သူကကောင်းအောင်ရှေ့ဆက်တိုင်းပြည်ကောင်းအောင်ဆောင်ရွက်ပေးဖို့ပြည်သူအားလုံးကဆောင်ရွက်ပေးမယ်ဆိုရင်အင်းချမ်းရေးအမြတ်ဆုံးရပါလိမ့်မယ်